ဘင်္ဂလားဒေ့ရှ်ရဲ့ဂျမတ်အီအစ္စလမ်နီပါတီကဧပြီ28ရက်မှာဒါကာမြို့တော်မှာတရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်နဲ့တွေ့ဆုံပွဲမှာရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်လွတ်လပ်တဲ့ပြည်နယ်ထူထောင်ရေးကိုအဆိုပြုခဲ့ကြောင်း Business Standard သတင်းမှာဖော်ပြခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာဘင်္ဂလီတွေတက်တက်သမ2တန်းလောက်ရှိပါတယ်။ တို့ဟာလူမဆန်တဲ့ဘဝနဲ့နေထိုင်နေရပါတယ်။တို့တွေကိုစားစရာနဲ့နေစရာပေးထားတာဟာအဖြစ်တစ်ခုမဟုတ်ပါဘူးလို့အဆိုပါပါတီရဲ့ဗဟိုကော်မတီဝင်စီယက်အဗ်ဒူလာမတာဟာကအစည်းအဝေးပြီးမှသတင်းတောက်တွေကိုပြောပါရယ်။ဘင်္ဂလီတွေအတွက်အဖြစ်ဟာ၎င်းတို့ရဲ့နေမြေမှာပြန်လည်အခြေချနေထိုင်ရေးဖြစ်ပြီးလွတ်လပ်တဲ့ရခိုင်နိုင်ငံအသစ်ထူထောင်ရေးကိုအဆိုပြုခဲ့ပါရယ်။တရုတ်ဟာမြန်မာနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့်တရုတ်နိုင်ငံဟာအကြီးမားဆုံးအခမ်းကဏ္ဍကပါဝင်လှုပ်ဆောင်ပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ဒေတာရင်းလုံခြုံရေးအခြေအနေတွေကိုလည်းဆွေးနွေးခဲ့တယ်လို့တ ဟာကပြောပါရယ်အခုအစည်းအဝေးဟာပါတီအချင်းချင်းတွေးဆောင်မှုဖြစ်ပြီးဂျမန်ပါတီအတွက်တရုတ်ကွန်မြူနီပါတီနဲ့ဆက်ဆံရေးကိုမြှင့်တင်ဖို့အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့၎င်းကပြောပါရယ်တရုတ်ကိုယ်စားလှယ်တွေကတော့တရုတ်နိုင်ငံဟာတခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်ခြင်းမရှိကြောင်းပြောကြားခဲ့ပါရယ်